ပေါင်900ပုံပေါင်200ပုံကလစတာပုံအတွဲလိုက်တုံးအစိမ့်ငွေပုံလိုချင်တာအကုန်ရှိတယ်ကယ်ဆယ်ရေးပစ္စည်းတော့မရှိပါဘူးလေရင်လား SU30 GF17 G7 MIG20 YAK130 Q5 Y12 Y8 PC6 PC7 helicopter ဆိုရင်လေ MI2 MI17 MI24 အကုန်ရှိတယ်ကယ်ဆယ်ရေးရဟတ်ရင်တော့မရှိပါဘူး ကျူကျော်ဆိုပြီးပြည်သူအိုးအိမ်တွေဖျက်ဖို့အတွက်ဘူဒိုဇာတွေအကုန်ရှိပါတယ်။လူတွေကယ်ဖို့တော့ဘူဒိုဇာမရှိပါဘူး။အခုထက်သိရတာကတော့ကယ်ဆယ်ရေးလက်အိတ်တောင်မရှိလို့ပြည်ပကိုကူညီတောင်းနေရတယ်တဲ့။နေပြည်တော်တမတအိမ်တော်စစ်ရုံးနဲ့ဝန်ကြီးများရုံများပြိုကျပျက်စီးသွားလို့မင်းအွန်လိုင်းစွန်းဝင်းနဲ့ဝန်ကြီးများဖြစ်တယ်လို့အစည်းအဝေးလုပ်နေရပြီးစွန်းဝင်းကအစိမ်းရောင်တာလဘက်ကအစည်းအဝေးလုပ်နေရပါတယ်။မလနာစနေကိုရဲ့နေ့ကအမျိုးသားတဘာဝ ဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကိုအကြမ်းဖက်ဖက်စစ်စစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကလူမှုဝန်ထမ်းကဲဆဲရေးနဲ့ပြည်လဲနေရာချထားရေးယုံအစည်းအဝေးခန်းမှာမှာကျင်းပတယ်လို့ဆိုကာအစိမ်းရောင်တာလဘတ်ကာထားတဲ့အဆောက်အုံအတွင်ပြုလုပ်နေတာတွေ့ရပါတယ်မလာ30ရက်နေ့မှာစစ်ကောင်းစီခေါင်းဆောင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းက ငလင်ဘေးဒဏ်သင့်ဒေသများမှာကုညီကယ်ဆေးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်ရေးအထူးအစည်းအဝေးကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ယုံဧကမ်းမဆောင်မှကျင်းပတယ်လို့ဆိုကဧကမ်းချင်းချင်းလေးတစ်ခုမှပြုလုပ်ခဲ့ရပါတယ်ထို့အတူမလ30ရက်နေ့ကဗီဒီယိုကွန်ဖရင့်စ်နဲ့ပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံရဲ့ဝန်ကြီးများအထူးရေးပေါ်အစည်းအဝေးသို့စစ်ကောင်စီရဲ့နိုင်ငံရဲ့ဝန်ကြီးတန်းဆွေတက်ရောက်ခဲ့ရမှာလဲပြိုကျနေတဲ့နိုင်ငံရဲ့ဝန်ကြီးယုံကိုနောက်ခံထားပြီးယုံအပြင်ဘက်ကနေတက်ရောက်ခဲ့ရပါတယ် နေပြည်တော်မှာမလနဲ့စနေရှိရနေငလင်ကြောင့်အပြည့်အစည်များစွာဖြစ်ပေါ်ခဲ့ရမှာအထူးသဖြင့်တမတအိန္ဒိုစေယုံကာကွယ်ဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနယုံများပြည့်စည်ခဲ့ရပြီးဝန်ထမ်းအင်အားများအလုံးလဲနေလို့ထိုင်လို့မရတော့တဲ့အထိပြိုကျပြည့်စည်ခဲ့ရပါတယ်။ စစ်ကောင်စီရဲ့နေပြည်တော်မှအပြည့်အစည်းများကိုဦးစားပေးပြီးဖယ်ရှားနေကဌာနဆိုင်ရာရုံများစီရုံများနဲ့၎င်းတို့ရဲ့နေအိမ်များကိုချက်ချင်းပြင်ဆင်မှုများအင်တိုင်းအားတိုင်းလှုပ်ဆောင်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တချို့ကလည်းပြောပြထားပါတယ်။စစ်ဗိုလ်ချုပ်ကြီးများရုံးဆိုင်ရာနေပြည်တော်မှာတော့စစ်ကောင်စီရဲ့စီရုံပြည်ထရေးဝန်ကြီးဌာနအပါအဝင်ဌာနဆိုင်ရာရုံများဝန်ထမ်းအိမ်ယာများငလင်ကြောင့်ပြိုလဲပျက်စီးခဲ့လို့လူသေးဆုံးထိခိုက်မှုတွေဖြစ်ပေါ်ကစစ်ကောင်စီရုံဝန်ထမ်းများလည်းနှီးဆက်ရာမှာခေါ် လုံးနေထိုင်နေကြရတယ်လို့ဆိုကြပါတယ်။ပျက်စီးပြိုကျခဲ့တဲ့နေရာတွေမှာပို့ဆောင်ရေးနဲ့ဆက်သွင်းရေးဝန်ကြီးဌာနမြမမြေထားနဲ့အဆောက်အဦများပါဝင်ကဝန်ထမ်းအင်အားများဖြစ်တဲ့ခရီးအင်အားတိုက်အမှတ်132 133 134ဧက1000တိုက်အမှတ်1320နဲ့1320ခွန် တိုက်အမှတ်1300ခွန်းတို့ပြိုကျပျက်စီးခဲ့ပါတယ်။အေက2000အေက3000တို့ဘက်ကဝန်ထမ်းအင်အားတွေလည်းပါဝင်နေလို့ဝန်ထမ်းနေနဲ့နှိစက်တဲ့အတိုင်းဝန်ကဆိုပါတယ်။အေက2000နဲ့3000ဘက်ကဝန်ထမ်းအင်အားအလုံး20တက်မနေမြေကြီးအတွင်းကျုံဝင်နစ်မြုပ်က၄ထက်တိုက်တီဟာတစ်ထက်နှစ်ထက်သုံးထက်လောက်သာရှိတော့ကြောင်းနေပြည်တော်ဒေသခံကြီးကဆိုပါတယ်မပြိုတဲ့ဝန်ထမ်းအင်အားတွေရှိတော်လေအများစုကမျက်နှာချက်ပြိုချခြင်းအဲကြောင်းရများပေါ်ပေါက်ခြင်းတို့ကြောင့်အများစုဟာပြန်လည်နေထိုင်ရခြင်းမရှိဘူးလို့ဆိုပါတယ် ဒါကြောင့်စစ်ကောင်စီဝန်ထမ်းများဟာလမ်းမပေါ်များဘောလုံးကွင်းများမှာနေထိုင်နေကြအကြောင်းလည်းသိရပါဗျ။ပြိုကျသွားတဲ့ဝန်ထမ်းအင်အားတွေကိုပြုပြင်ဆောက်လုပ်ရမယ်လို့ဆိုကောင်လက်တလုံးမှာတော့စစ်ကောင်စီကဝန်ထမ်းတွေကိုနေရက်ပြောင်းခွင့်ပြုထားတယ်လို့ဆိုပါဗျ။ သို့တော်လည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသများကဝန်ထမ်းများကတော့နေရက်မပြန်ရဲပဲနေပြီးတော့မှပဲအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေနေကြရတယ်လို့ဆိုပါတယ်။စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အောင်ကငလင်တန်းကြောင့်ပြိုကျပျက်စီးနေတဲ့အဆိုပါဝန်ထမ်းအင်အားတွေကိုမတ်လ30ရက်နေ့ကလာကြည့်သွားပါတယ်။နှစ်ပေါင်းတရာကျော်အတွင်းပထမဆုံးအကြိမ်ပြင်းထန်တဲ့ငလင်ဖြစ်ကရုံများအိမ်များ လန်ဒတာများပျက်စီးမှုများဖြစ်ခဲ့ပါတယ်။ဝန်ထမ်းများကိုယခုရက်အတွင်းဘောလုံးကွင်းကဲ့သို့နေရာများ၌ယာယီတဲများနှင့်နေရာချထားပြီးမှဖြစ်ကြောင်းစေဝါရိတ်ခါများလည်းဖြည့်ဆည်းပေးတယ်လို့၎င်းကဆိုပါတယ်။လက်တလောမှာ၃ရက်ယာယီအိမ်သာတယ်လီဖုန်းအားသွင်းရန်ကိစ္စများကိုအစိုးရဝန်ကြီးကဆောင်ရွက်ပေးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ထိုင်းကဲဇေးကြီးအဖွဲ့တွေကနေပြည်တော်က ေက2000ဝန်းနဲ့အင်ယာမာကဲစေးလုံနေကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။လက်ရှိမှာနေပြည်တော်ကစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားတစ်ခုလုံးရပ်ဆိုင်းထားရပြီးငလင်မပြင်းထန်တဲ့မြို့နယ်များတွင်သာလေပတ်နေလျက်ရှိပါတယ်။ငလင်တန်းကြောင့်နေပြည်တော်ကရင်တထောင်ပြင်ပလူနာဆောင်ပြိုကျပျက်စီးခဲ့ပြီး၎င်းလူနာဆောင်ကိုခွဲစိတ်ဆောင်ရှေ့ကွင်းပြင်မှာဖွင့်လှစ်ထားရပါတယ်။ မလာနစနေရှိရနေမွန်လတနာရီကန်းကဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ငလင်ကြောင့်မြမာပြည်အလဲပိုင်းဒေသများမှာထိခိုက်ပျက်စီးမှုတွေဖြစ်ကာစစ်ကောင်စီရုံးစိုက်တဲ့နေပြည်တော်ဘာဘာထိခိုက်ပျက်စီးမှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါလက်ရှိမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အခြားငလင်သင့်ဒေသများမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးများလိုအပ်နေပြီးအပြက်အစီးပုံများအောက်မှာတေဆုံးသူပျောက်ဆုံးသူအများအပြားဆက်လက်ရှိနေစေဖြစ်ပါတယ် စစ်ကောင်စီရဲ့ယမန်နေ့မွန်လွဲပိုင်းအထိစီးရင်စရာတွေအရာတေဆုံးသူ1900ခန့်ဒဏ်ရာရရှိသူ3400ခန့်ပျောက်ဆုံးသူ300ကျော်ရှိပြီလို့သိရပါတယ် မြင်းငလင်းသတင်းရယူရန်အတွက်နိုင်ငံတကာသတင်းဌာနများရဲ့မြန်မာနိုင်ငံသို့ဝင်ရောက်ဖို့အတွက်တောင်းဆိုမှုတွေကိုစစ်ကောင်စီကမလ30ရက်နေ့ကပယ်ချလိုက်ပါတယ်။နိုင်ငံတကာသတင်းများမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ရန်အတွက်တောင်းဆိုမှုတွေကိုစစ်ကောင်စီဘက်ကလက်ခံရရှိထားကြောင်းသို့တော်လည်းရေလျှက်စင်မီနဲ့ဟိုတယ်များမရှိတာကြောင်းထိုတောင်းဆိုမှုများအဆင်မပြေနိုင်ဘူးလို့စစ်ကောင်စီရဲ့ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။သတင်းနောက်တေးလာတာနေတာတဲကိုတာ ထိုင်နာသွားတာလာတာတွေအဆင်မပြေနိုင်ပါဘူး။ဒါတွေကိုတော့အားလုံးတီထားစည်းလိုပါတယ်လို့မလ30ရက်နေ့ညပိုင်းကထုတ်ပြန်သွားပါလိမ့်။မလ28ရက်နေ့ကလှုပ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြမပြည်အလဲပိုင်းဒေသတွေမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ကစစ်ကောင်စီရုံးဆိုင်တဲ့နေပြည်တော်အထိပါပျက်စီးမှုတွေနဲ့ကြုံခဲ့ရတာပါ။ငလင်နဲ့ပတ်သက်တဲ့ကုညီကယ်ဆယ်ရေးများအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုဂျမန်နစ်မလ30ရက်နေ့ကအွန်လိုင်းကနေပြုလုပ်ခဲ့ရမှာ စစ်ကောင်စီဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးများသည်ပင်တက်ရောက်မဲ့ရုံးခန်းမရှိလို့ပျက်စီးနေတဲ့အစာအုပ်ရဲ့အပြင်ဘက်မှာခုံတလုံးနဲ့တက်ရောက်ဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။အစည်းအဝေးမှာစစ်ကောင်စီရဲ့ပျောက်ဆုံးနေသူများရှာဖွေကယ်ဆယ်ရေးနဲ့ယာယီနေထိုင်နိုင်ရန်ကျန်းမာရေးစောင့်ရှောက်မှုများအတွက်အ திக အကူအညီများပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှုများကိုကူညီပေးဖို့အတွက်စစ်ကောင်စီဝန်ကြီးဦးသိန်းစွေကတောင်းဆိုသွားပါတယ်။ အစည်းအဝေးအပြီးကြေညာချက်တည့်ရထုတ်ပြန်ရမှာအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးနဲ့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးတို့ကလာမယ့်အေပီလ9ရက်နေ့မှာသခိုင်းငလင်ကြောင့်ဖြစ်ပေါ်လာတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှုအတိုင်းအတာကိုစမ်းစစ်လေ့လာရန် မြန်မာနိုင်ငံသို့လာရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ငလင်ကြောင့်စစ်ကောင်စီဗိုလ်ချုပ်ကြီးများရုံးဆက်ရာနေပြီးတော့မှစစ်ကောင်စီရဲ့စစ်ရုံးပြည်ထရေးဝန်ကြီးဌာနအပါအဝင်ဌာနဆိုင်ရာရုံးများဝန်ကြီးဌာနများငလင်ကြောင့်ပြိုလဲပျက်စီးသွားခဲ့ပြီးလူသေဆုံးထိခိုက်မှုများဖြစ်ပေါ်ကစစ်ကောင်စီဝန်ထမ်းများနှီးဆက်ရာများမှာခိုးလုံနေကြရပါတယ်။ပြိုကျပျက်စီးတဲ့နေရာများမှာနိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင်အလုပ်သမားဝန်ကြီးဌာနပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမီးထမ်းဌာနအစအဦးများပါဝင်ကဝန်ထမ်းအင်အားများဖြစ်တဲ့ခရီးအင်အားများလည်းပျက်စီးခဲ့ရပါတယ်။ အင်အားဖြောငလင်များပေါ်ပေါက်နေခြင်းမြေပြိုနိုင်ခြင်းစတဲ့ငလင်နောက်ဆက်တွဲအခြေအနေများရှိနေလင့်ကစားမန္တလေးမြို့မှာရှိတဲ့ငလင်တန်းတင်အစာအုပ်ပြည်များမှာပိတ်မိနေသူတွေကိုရှာဖွေလုပ်ငန်းများဆက်လက်လုပ်ကင်နေတယ်လို့မြေပြင်ရှိကူညီကယ်ဆေးသမားများထံကသိရပါဗျ။စကိုင်းဘီလာမှာရှိနေတဲ့ကယ်ဆေးရေးအဖွဲ့ဝင်တချို့အခြားနေရာများသို့ပြောင်းရွှေ့လုပ်ကင်နေတယ်လို့မြေပြင်အခြေအနေသိရှိသူတူကဆိုပါတယ်။ အဖွဲ့တွေနေရာရွှေ့ထားတာတော့ရှိတာပေါ့ဒါပေမဲ့မိသက်အဖွဲ့တွေလူမှုကယ်ဆယ်ရေးအဖွဲ့တွေကတော့အကုန်လုံးတော့စကိုင်းဘီလာမှာရှိနေပါသေးတယ်မနေ့ကဆိုရင်လည်းငလင်ထက်လို့တယ် NDA များတယ်ထွက်ပြေးရတယ်ထိခိုက်အနာရီရဖြစ်သူတွေလည်းများခဲ့တယ်လို့ဆိုပါတယ်အစာဦးပြက်များအတွင်ရုပ်အလောင်းတစ်ခုထုတ်ယူရန်ကယ်ဆယ်ရေးအဖွဲ့တို့ကနိုင်နဲ့ချီချာအောင်ခက်ခက်ခဲခဲဆောင်ရွက်နေရပြီးကယ်ဆယ်ရေးအဖွဲ့တို့ရဲ့လုံခြုံရေးကိုထည့်သွင်းစဉ်းစားနေရတယ်လို့ဆိုပါတယ် န္တလေးမြို့ကစကိုင်းဘီလာကွန်လုံးမှာနိုင်ပေါင်း60ကျော်ပိတ်မိနေတဲ့ကိုဝန်ဆောင်အမျိုးသမီး9နှစ်အရွယ်ကလေးငယ်နဲ့အသက်29နှစ်အရွယ်အမျိုးသမီးတဦးတို့ကိုတရုတ်ကယ်ဆယ်ရေးအဖွဲ့များကဒီကနေ့မှကယ်ဆယ်နိုင်ခဲ့ပါတယ်။ညလုံးပေါင်းအင်တိုင်းအားတိုင်းကယ်ဆယ်ခဲ့တယ်လို့ရန်ကုန်တရုတ်တန်ယုံကလည်းထုတ်ပြန်ထားပါတယ်။မလ31ရက်နေ့မနက်တနား8:40မှာလဲမန္တလေးမြို့ Great Wall Hotel မှာပိတ်မိနေသူအမျိုးသားတဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။ လက်တလုံးမှာတန်ကားတော်အများအပြားပိတ်မိနေတဲ့ဥလသိမ့်ဗိမှန်ပြိုကျမှုကနေပျောက်ဆုံးတန်ကားများကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကအိုးဆောင်ပြီး ကယ်ဆယ်လုပ်ငန်းများဆက်လက်ဆောင်ရွက်နေစေဖြစ်ပါれ။ဥလာသိန်းဗိမာန်အတွင်စာမေးပွဲဖြေဆိုးနေတဲ့တန်ခါအပါ200ကျော်ရှိတယ်။ယမန်နေ့မလ30ရက်နေ့အထိတန်ခါ80တပါးကယ်ထုတ်နိုင်ခဲ့ပြီး73ပါးပြန်လည်တော်မူထားတယ်လို့ဆိုပါれ။မလ30ရက်နေ့ညပိုင်းစစ်ကောင်စီထုတ်ပြန်ချက်အရငလင်ကြောင့်တေဆုံးသူပေါင်း1800ကျော်ရှိလာပြီးဒဏ်ရာရရှိသူ3400ကျော်ရှိတယ်လို့ဆိုပါれ။ငလင်ကြောင့်သခိုင်းမန္တလေးမြို့များမှာအပြည့်အစည်များပြီးလျှက်စစ်မီလဲမရဖြစ်နေပါれ။ အမေရိကန်ပြည်ထောင်စုအခြေစိုက်နိုင်ငံတကာငလင်လှုပ်ခတ်မှုစောင့်ကြည့်ရေးအဖွဲ့ကတော့ပြင်းထန်တဲ့မြန်မာငလင်ကြောင့်လူဦးရေတထောင်ကနေတသိန်းကျားတေဆုံးနိုင်ခြေရှိတယ်လို့မတ်လ29ရက်နေ့ကခန့်မှန်းထုတ်ပြန်ထားပါဗျာ။